ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စန္နာယီငါတို့ကျောင်းကအလုပ်တွေလည်းပြီးသွားပြီဆိုတော့နေအိမ်ပြန်လိုက်တော့လေည9နာရီတော့ရှိနေပြီပြီးတော့ငါညစာနဲ့ချက်ရအောင်မယ်ဟုတ်ပါဟဲ့ငါလည်းခဏနေပြန်တော့မှာပါ နေအိမ်ကိုရောက်လာပြီးစွာနဲ့လေအဲ့ဒီနေရဲ့အဲကိုလာရှိရနဲ့ဖယ်ကိုမဖယ်ချင်ဘူးဟုတ်တယ်ကဲနင်ထိုင်နေပါငါငါတို့ညလုံးအတွက်လက်ဖက်ရည်သွားဖြော်လာအောင်မယ်နော်ဥပွေးကမိဖို့ကြောင်းထဲမှာလက်ဖက်ရည်ဖြော်ဖို့အတွက်သွားနေပါတယ်ဒီချိန်မှာဖူးဖွေးရဲ့အမေကရောက်လာခဲ့ပါတယ်ဖူးဖွေးရဲ့နင့်တငယ်ချင်းဆန်နာလေစာလုံးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့နေ့တိုင်းငါတို့အိမ်ကအဲကိုလာရဲ့လေအေးကိုခံဖို့လာနေတာသူ့ကြောင့်ငါတို့ကတနေကုန်အဲကိုလာဖွင့်ထားပေးရတယ်နင့်တငယ်ချင်းအိမ်ပြန်တော့လို့ပြောလိုက်လေ အမေရဲ့သမီးကတော့ပြောပြီးပါပြီဒါပေမဲ့ तू ကရှက်လည်းမရှက်ဘူးပြန်လည်းမပြန်ဘူးငါဘာမှမသိဘူးဘာပဲဖြစ်ဖြစ်လောက်ဒါပေမဲ့မနေ့ပြန်စပြီးဒီကလေးမှငါတို့အိမ်ကိုလာလို့မဖြစ်ဘူးနော်ပြောထားအခန်းထဲမှာထိုင်နေတဲ့ဆန္ဒကဖူးဖူးနဲ့ဒေါနနာတို့ပြောနေတဲ့စကားတွေကိုကြားသွားပါတော့တယ်ဒေါရီကူကြားပြီးဆန္ဒကလုံးဝစိတ်မကောင်းဖြစ်သွားပါတော့တယ်ပြီးရင်တော့သူကဘာမှမပြောဘဲဝမ်းနေစွာနဲ့သူ့အိမ်ကိုပြန်သွားလိုက်ပါတယ်အော်တမီးဆန္ဒရဲ့ နင်ပြန်ရောက်ပြီလားကောင်းတယ်ငါဟင်းသီးဟိရွက်တွေလှီထားပေးတယ်နင်ဟင်းချက်လာအောင်နော်ဟုတ်ကဲ့မေဘာဖြစ်လို့လဲသမီးဆန္ဒရေးနင်ဝမ်းနေနေတယ်လို့ပဲနင်တငယ်ချက်နဲ့နေနဲ့ရံဖြစ်လာလားပူပူရဲ့မေကသူ့ပြောနေတာသမီးကနေ့တိုင်းသူ့အိမ်မှာစားကြက်မဲ့အကြောင်းပြချက်နဲ့အဲကိုလာရဲ့လေးကိုလာခဲနာတဲ့ဘာလို့လဲဆိုတော့သမီးတို့အိမ်မှာအဲကိုလာမရှိလို့တဲ့လေဘာလို့ရမလဲအမေဒီလိုပူတဲ့ရာသီမှာဘယ်လို့မှမနေနိုင်တော့ဘူးပူပူရဲ့မေကတနေ့လုံးသမီးအကြောင်းဘာတွေပြောခဲ့လဲသိလား အမေသမီးတို့အိမ်မှာအဲကူလာတာရှင့်လေသမီးကတခြားသူရဲ့အိမ်ကိုသွားစရာတော့မလိုဘူးသမီးဆန္နာရဲ့အမေနားလဲပါတယ်အပူတန်းကြောင့်အမေတို့မှလည်းနေလို့မကောင်းပါဘူးကွယ်ဒါပေမဲ့ပါတက်နိုင်မလဲလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ထိတော့အဲကူလာတစ်လုံးက9တောင်းတသိန်းလောက်ပဲရှိရလေဒါပေမဲ့အခုအဲကူလာတစ်လုံးရဲ့ဈေးက9သိန်းအောက်မကဘူးတကယ်လို့တလောက်ဈေးကြီးတဲ့အဲကူလာဝယ်မဲဆိုရင်သမီးရဲ့မင်္ဂလာဆောင်တွေပတ်စံဘယ်လိုစူးကြမလဲသမီး နေရာဒီမှာအိမ်မအေးကူလာမရှိတော့တမိသားစုလုံးပူအိုက်တဲ့တန်ကိုခံစားနေရပါတယ်။ဒီလိုနဲ့ပင်အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။ပြီးတော့ဆန္ဒအတွက်လက်ထပ်စကားလေးရောက်လာခဲ့ပါတယ်။ညီမကြီးကျွန်တော်ပြောနေတယ်လေမျက်စိမိပြီးလက်ထပ်ပေးဖို့သဘောတူလိုက်ပါ။ဖုန်းတော်ကြီးရဲ့ကျမဘလို့လောက်ပြီးဒီတိုင်းပဲသဘောတူလိုက်ရမလဲ။စင်ရတဲ့မိသားစုကတမိဆိုတိုင်းသူ့ဘသူမဆိုနဲ့မှပေးစားလို့မှမရတာ။ညီမကြီး ကျွန်တော်ညီမစကားကိုနားလေပါတယ်။ဒါပေမဲ့သူတို့ကတာမန်မိသားစုတော့မဟုတ်ဘူး။သူတို့မှာအေကူလာထုတ်လုပ်တဲ့ကိုပိုင်ကုမ္ပဏီရှိတယ်။ခမရရဲ့သမီးလေးကဘယင်မလို့နေရမှာ။ဘုန်းတော်ကြီးရဲ့ဘုန်းတော်ကြီးကသူတို့စီမှာအေကူလာထုတ်တဲ့စိတ်ယုံရှိတယ်လို့ပြောလိုက်တာလား။အမေရဲ့သမီးဖက်ကနေတော့တီဆက်ဆန်ရဲ့သဘောတူတယ်။အလောင်းနှစ်တွေထိသမီးကအေကူလာကိုတောင်းတလာတာ။အခုမှကိုပိုင်အေကူလာထုတ်တဲ့ကုမ္ပဏီရှိတဲ့ရခမအိမ်ကိုသွားရတော့မှာ။အမေရဲ့ဒီလက်ထပ်ပွဲအတွက်သဘောတူပဲနော်။ ကိုသမီးလေးပြောရှင်းနေတာကိုမြင်တော့ဒုံမုတ်ခိုင်ကလည်းဆက်ဆံရေးအတွက်သဘောတူလိုက်ပါတယ်။မကြခင်မှာပင်ဆန္ဒကမိသားစုကောင်းကောင်းလေးမှမင်္ဂလာဆောင်လိုက်ပါတော့တယ်။ဆန္ဒကကျူစုပွဲကိုလုပ်ပြီးအိတ်ခမ်းပါလေးကိုဝင်လာတော့အိတ်ခမ်းထဲမှာအိတ်ကူလာအကြီးကြီးသုံးလုံးရှိနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီကလားလေးလေးကအိတ်ကွန်းကလီထက်တောင်မှပူပြီးအေးပါသေးတယ်။အိုးကောင်းလိုက်တာ။ရက္ခမအိမ်ပေါ်ခြေချလိုက်တာနဲ့ပပတ်လဲမှာအဲကိုလာတဲ့ကြီးပဲ။ ဧကန်တစ်ခုလုံးဟာကက်ရှမီးယားရဲ့ဂျိုင်ဝမ်ကြီးလိုဖြစ်နေတယ်။ရောင်မကြီးဘာဖြစ်တာလဲ။ဘာရီစဉ်းစားနေရလဲ။လာပါအထိုင်။ဂျန်နဲ့ထုံးတဲ့အစင်လာတွေလည်းလှုပ်ရအောင်မယ်လေ။ဂျန်နဲ့ထုံးတဲ့အစင်လာနေမျက်နှာပြပွေးထက်ကိုပို့ပြီးတော့ဆန်နာကအေကူလာကနေလာတဲ့အီးမြတွေလေးကိုပဲအာယုံဆိုင်နေပါတယ်။အဲ့အေကူလာရဲ့အီးမြတွေလေးကိုဆန်နာကအရင်ခံစားခြင်းခဲ့တာပါ။နောက်ဆုံးမှာတော့အဲ့ဒီအေကူလာရဲ့လေးကိုဆန်နာခံစားခွင့်ရသွားပါပြီ။ထုံးတဲ့အစင်လာတွေအားလုံးပြီးသွားတော့ ဆန်နာကကုအခန်းလေးကိုတွားနေခါမှာအခန်းထဲကပပပလေးမှအေကူလာရီကြီးပဲထည့်ထားတာကိုမြင်ရပါတယ်။အေကူလာရီကလာတဲ့လီအီလီကဆန်နာကိုတော်တော်လေးတက်တောင့်တသားဖြစ်စေပါတယ်။ရှင့်အခန်းထဲမှာတော့အေကူလာလေးလုံးတက်ထားတယ်နော်။တက်ထားတာပေါ့။ငါတို့ကအေကူလာထုတ်တဲ့ကုမ္ပဏီကိုပိုင်နေလေ။အခုအစားပြီးမင်းကဒီမှာ10မိနစ်လောက်တောင်အပူဒဏ်ကိုခံရမှာမဟုတ်တော့ဘူး။မင်းတက်တောင့်တသားနဲ့နေတော့နော်။အေကူလာရီနဲ့ပြည့်နေတဲ့ရောက်ခမရင်ကိုရပြီး ဆန္ဒကအရင်ပြုံနေပါတယ်အခုဆိုရင်ဆန္ဒကရေချိုးခင်းနဲ့မှဝိရှုံရတာပဲဖြစ်ဖြစ်မိဖို့ကြောင့်မှချက်ပြုတ်ရတာပဲဖြစ်ဖြစ်အေကန်နဲ့မှတပြည့်စည်းလက်ရတာပဲဖြစ်ဖြစ်နေရာတိုင်းမှာဆန္ဒဟာလီအီလီတွေနဲ့လုက ାଇ နေရပါတယ်မိဘအိမ်မှာဆိုရင်အိမ်အလုပ်တွေလုပ်ရင်းနဲ့မောပန်းနေရတယ်ဒါပေမဲ့ဒီမှာတော့အဲကိုလာရဲ့လီအီအီလီနဲ့တနေကုန်တော့အလုပ်လုပ်နေချင်တော့တာပဲငါနှစ်ခန်းနဲ့ကိုပဲလာနေတာငါကြုံနေမှားထားတယ် နေအဲ့ဒါတွေလာတာဆောင်မှာတိတ်ချရေးဆေးပြီးနေဘူးလမ်းလိုက်နော်။ဘာလဲ။အပြင်မှာအရန်ပူနေတာ။ပြီးတော့ငါလာတာဆောင်တော့မသွားချင်ဘူး။ကျုံကိုဆေးဖို့အတွက်လည်းအချိန်အရန်ကြာမှာဒီလိုနှွေရတီမှာလာတာဆောင်သွားရင်ငါချင်နေဆိုးသွားမှာပေါ့။ဆန္ဒကကြက်ကြောက်လန့်လန့်နဲ့လာတာဆောင်ကိုတက်သွားလိုက်ပါရယ်။ပြီးတော့လာတာဆောင်ကိုရောက်တော့သူ့ရောက်ကမရဲ့လာတာဆောင်မှာလည်းအေကူလာတက်ထားတာကိုတွေ့လိုက်ရပါရယ်။အဲ့ဒါကိုတွေ့ပြီး"အိုးကောင်းလိုက်တာ" ငါရခမအင်းရဲ့လာတာဆောင်မှလည်းအဲကူလာတက်ထားတာပဲအခုတော့ငါနေဘူးထဲမှလည်းအေးအေးဆေးဆေးအလွတ်လွတ်လို့ရပြီလာတာဆောင်မှအဲကူလာကိုတက်ထားတဲ့အတွက်ကြောင့်ဆန္ဒကနေဘူးထဲမှတောင်အေးအေးဆေးဆေးဂျုံနေကိုစီးပြီးအချောက်လှမ်းလိုက်ပါတယ်ညနေပိုင်းမှလည်းဆန္ဒကသူ့ရဲ့လာတာဆောင်မှအဲကူလာရဲ့လီအေးအေးလေးကိုခန်းစားပြီးတဖီရီပူပူလေးကိုတောင်းနေပါတယ်ငါလက်ဖက်ရည်တောက်ရတာအရင်ကြိုက်တယ်ဒါပေမဲ့ညရာသီးဆိုရင်ငါလက်ဖက်ရည်မတောက်ဖြစ်တော့ဘူး ဒါပေမဲ့အခုကြည့်ပါဦးမနှက်ကလေးကလက်ဖက်ရောက်နေတာလေးခွက်တောင်ရှိနေပြီပြီးတော့ပူလည်းမပူအိုးဖះရေကျမအဲကိုလာတွေနဲ့ပြည့်နေတဲ့ရခမအိမ်ကိုရလို့အရန်ကန်ကောင်းတာပဲကျေးဇူးပါပဲဒီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားပါတော့တယ်မနှက်စောစောမှာဆန္ဒကရေချိုးပြီးရေချိုးခန်းထဲကနေပြင်ထွက်လာတော့အခန်းထဲကအိတ်ကူလာရဲ့လေးအေးချောင်းဆန္ဒကချမ်းလာခဲ့ပါတယ်ပြီးတော့သူကအိတ်ကူလာကိုပြေးလိုက်ပါတယ်ဒီချိန်မှာကြောက်ထုံးကနူးသွားပါတော့တယ် ဆန်နာရီမင်းကဘာလို့အဲကူလာကိုပိတ်လိုက်တာလဲအဲကူလာကိုဖွင့်ပေးပါငါအဲ့လိုတော့မရတော့ဘူးကျမခုမှရေချိုးပြီးထွက်လာတာပါကျမချမ်းနေလို့ခဏနေမှပြန်ဖွင့်ပေးမယ်နော်ချမ်းရင်ပြန်ထွက်သွားလေဒါမှမဟုတ်အဲကူလာဖွင့်ပေးငါအဲ့ရေးကိုဘာလို့လာဖြတ်နေတာလဲယောက်ျားကပြောတော့တနားစီယာဆန်နာဟာအဲကူလာကိုဖွင့်ပေးလိုက်ရပါတယ်ပြီးတော့လေအီးထဲမှာတွန်တုံကြီးနေဆန်နာကသူ့အခန်းထဲကအလုပ်တွေကိုပြီးအောင်လုပ်ပါတယ် ခနာကြမှာဆန္ဒကမိဘူချောင်းလေးကိုဟင်းချက်ဖို့သွားတော့သူရောက်ကမကမိဘူချောင်းလေးမှာအေကူလာကိုဖြွင့်ပြီးအလွတ်လုံနေပါတယ်။ဒီလိုနဲ့ဟင်းချက်တဲ့အခါထွက်လာတဲ့မိကုံးငွေတွေကမိဘူချောင်းလေးမှာထက်ခါထက်ခါပြင့်နေပါတယ်။ဒါကိုကြည့်ပြီးဆန္ဒကမိဘူချောင်းလေးရအေကူလာကိုပိတ်လိုက်တာနဲ့ဟဲ့ချွေးမဆန္ဒရေနင်ဘာလို့အေကူလာပိတ်လိုက်တာလဲ။မိဘူချောင်းတစ်ခုလုံးပူလောင်သွားတာကြည့်စမ်းမအောင်ကွယ်။အမေရေဟင်းချက်တဲ့ထဲကအငွေတွေကမျက်စိထဲဝင်နေလို့လေ။ အဲကိုလောက်ခဏလောက်ပိတ်ထားလိုက်တာပါချွေးမရေငါတို့အိမ်မှာအဲကိုလောက်ဖွင့်ပြီးပဲအလုပ်တွေအားလုံးလုပ်ကြတာအဲကိုလောက်အခုဖွင့်လိုက်စမ်း24နာရီလုံးလုံးအိမ်ထဲမှာအဲကိုလောက်ကိုဖွင့်ထားတော့ဆန္ဒကအိမ်အလုပ်လုပ်တဲ့အခါမှာလေအတော်လေးခက်ခဲရပါတယ်ရောင်းမရေကျောင်းမအဲ့ခန်းနဲ့အဲကိုလာဘာလို့ပိတ်လိုက်တာလဲသီရွရဲ့ငါတပြက်စီလဲနေတာအဲကိုလာရဲ့လေကြောင်းဖုံရခဏခဏဟိုးဟိုးတီတီပြက်နေလို့လေအဲ့တော့လေကယူတဆိုင်နဲ့တပြက်စီလဲပေါ့ရောင်းမရဲ့ ဒီလိုမျိုးအဲကိုလာဘာလို့ပိတ်လိုက်တာလဲညီမဒီလိုအပူထဲမှာလုံးဝနေနိုင်တာမဟုတ်ဘူးတိရိကအဲကူလန်ကိုပြန်ဖွင့်လိုက်ပါတယ်ပြီးတော့တနာစီယာဆန်တာကတနီယာရင်းကိုပဲထက်ခါထက်ခါတပြက်စီးလဲနေရပါတယ်ဒီလိုနဲ့ရဲနေငေကုံဆုံးသွားပါတော့တယ်ဆန်တာကအလုတ်ကိစ္စတစ်ခုနဲ့အပြင်ကိုသွားလိုက်ပါတော့တယ်အပူထဲကြောင့်ဆန်တာရဲ့ခေါင်းတွေကအရင်ကိုက်လာခဲ့ပါတယ်ပြီးတော့သူကအိမ်ပြန်ရောက်တော့အေကန်းနဲ့ကအေကူလာတွေအကုန်လုံးဖွင့်ထားတာကိုတွေ့လိုက်ပါတယ်။ မေကျမအခုမှအပြင်ကနေပြန်လာတာပါကောင်းတွေရမ်းကြိုက်နေလို့ခဏလောက်အဲကိုလာပိတ်ထားပေးလို့ရမလားယင်မဟုတ်ယင်ကျမနေမကောင်းဖြစ်မှာဆိုလို့ရမယင်ရမရောက်လာပါပြီဆိုရင်အိမ်မှာရှိတဲ့အဲကိုလာတွေပိတ်ခိုင်းနေရပဲရမဆင်းရဲတဲ့မိသားစုကနေလာတာလေရမအစတည်းကအဲကိုလာနဲ့နေရတဲ့အလေးချင်းမရှိဘူးအဲ့ဒါညီမတို့ရဲ့အပြစ်မှမဟုတ်တာရမအဲကိုလာခဏခဏပိတ်ပြီးညီမတို့ကဘာလို့အပြစ်ပေးနေရလဲပြောချွေးမယင်အဲကိုလာရှိမှတော့ဖွင့်ထားရမှာပေါ့ နင်အစမပြေဖြစ်နေတယ်ဆိုရင်ငါတို့ဘာတက်နိုင်မလဲနင်ခန်းထဲမှာပဲနင်သွားထိုင်နေလိုက်ဆန္ဒကကိုယ့်ခန်းထဲကိုသွားလိုက်တော့သူ့ယောက်ျားကအစာကလေးကအေကူလာကိုဖွင့်ပြီးအနောက်ယူနေတာကိုတွေ့လိုက်ပါတယ်ခေါင်းကိုက်ပြီးပူလိုက်အေးလိုက်ဖြစ်နေလို့ဆန္ဒရဲ့ကျမ်းမာရေးကအခုပူပြီးဆိုးလာခဲ့ပါတယ်ဆန္ဒရေမင်းကမင်းရဲ့ရေခဲမုံဘာလို့မစားတာလဲအရေးပြိုသွားလိမ့်မယ်လေကိုကျော်ထွန်းရေကျမကောင်းအရန်ကြိုက်နေလို့ပြီးတော့ကျမနားလဲစီးနေတယ် နေရာဒီမှာနှာစည်းတာမဖြစ်ပါဘူး။မင်းအလင်တော့ရေခဲမုန်စားလိုက်ပါ။ဘာမှမဖြစ်ဘူး။အဲကူလာရဲ့လေးအရှိမှထိုင်ပြီးရေခဲမုန်စားတဲ့အတွက်ကြောင့်ဆန္ဒရဲ့ကျမ်းမာရေးကပူဆိုးလာခဲ့ပါတယ်။ပြီးတော့တနေ့မှာအိမ်အထင်းနဲ့အိမ်အပြင်ကိုအချိန်တရားလောက်သွာလာနေရလို့ဆန္ဒကနေရာဒီမှာပူပြီးနေမကောင်းဖြစ်လာခဲ့ပါတယ်။ပြီးတော့သူကအိမ်ရာလေးကိုလိမ့်သွားပါတော့တယ်။နေရာဒီမှာဆန္ဒကဘလို့လို့အပြားတက်သွားတာလဲ။ကျွန်တော်တော့နားမလည်နိုင်တော့ဘူး။ตายေ ။ "तू อ่ะဖျားတာမဟုတ်ပါဘူးကွယ်။နူရတီမှာအဲ့လိုပဲနေမကောင်းဖြစ်တတ်ကြတာပဲလေ။ဒီလိုလို့နေအခန်းထဲမှာအဲကူလာနှလုံးနဲ့အခန်းထဲကိုထည့်လိုက်။လီအီအီလေးထဲမှာနေညနေလောက်ဆိုသူ့ဘာသာသူတက်တာသွားလိမ့်မယ်။အဲကူလာတွေအများကြီးရဲ့လီအီတွေရှေ့မှာအိတ်နေရလို့ဆန္ဒကပူပြီးနေမကောင်းဖြစ်သွားပါတော့တယ်။ညနေလောက်မှာတီတီကဆန္ဒကိုကြည့်ပို့လာတော့ဆန္ဒရဲ့ကောင်းပေါ်မှာလက်ကိုတင်လိုက်တာနဲ့လန်သွားပါတော့တယ်။"အိုဖျားရေ။ကျောင်းမရဲ့ခန္ဓာကိုယ်ကမိဖို့လို့ပူကျစ်냐ပဲ။" ငါခုဘယ်လိုလုပ်ပေးရမလဲတီရီကချက်ချင်းပြေးပြီးတော့အောက်ကိုဆင်းလာခဲ့ပါတယ်ပြီးတော့အားလုံးကိုအเจ้าယာရီအကုန်လုံးကိုပြောပြလိုက်ပါတယ်ခဏကြာမှကြုံထုံးကဆီယံဝင်းကိုခေါ်ပြီးအိမ်ရောက်လာခဲ့ပြီးတော့ဆီယံဝင်းကစံတော့ကိုစမ်းတက်လိုက်တဲ့အခါမှာတော့ခမည်းတော်ကသူ့ကိုနည်းနည်းလေးတောင်ဂရုမစိုက်ကြဘူးလားသူနေမကောင်းတာဘယ်နည်းရှိနေပြီလဲပြီးတော့ခမည်းတော်ကအေကူလာတွေအများကြီးကိုဖွင့်ထားတယ်ခမည်းတော်သူ့ကိုစေယုံပို့ခြင်းလို့လားဆီယံဝင်းကြီးရေရှင်ဘလူစကားကိုပြောနေရလဲ ဆန္ဒကျမတို့ရဲ့ချွေးမှာပါကျမတို့ကသူ့ပေါ်မှာဘာလို့အဲ့လိုလုပ်ရမှာလဲကျမတို့ကသူ့ပူပြင်းတဲ့ရာသီကြောင့်နေမကောင်းဖြစ်တယ်လို့ထင်ခဲ့တာအဲ့ဒါကြောင့်ကျမတို့ကအဲကိုလာဖွင့်မိထားတာပါသူနေမကောင်းဖြစ်သွားတာကအပူရှက်သွားတဲ့အတွက်ကြောင့်သူကအပူတွေကနေအဲကိုလာရဲ့လေအေးတွေကိုခဏခဏသွားနေရလို့ဖြစ်မှာပါဒါကြောင့်သူကဒီလိုအခြေအနေကိုရောက်နေတာပါခင်ဗျားတို့ကိုယ့်အိမ်မှာရှိတဲ့အဲကိုလာတွေကိုရှော့သုံးပါမဟုတ်ရင်မနှက်ပြန်ဆိုရင်သူ့ဒီအဖျားသူ့အုံနောက်ကိုလည်းထိခိုက်စေနိုင်တယ် အားလုံးကတော်တော်လေးလန်သွားကြပါတော့တယ်။အဲဒီနောက်မှာအခုအားလုံးဟာအင်းလေးကနေအေကူလာရီအများကြီးကိုထုတ်လိုက်ကြပါတယ်။ပြီးတော့ဆန်နာကလည်းသူနှစ်သက်တယ်လို့အေကူလာအခန်းထဲမှာနေခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ကျမ်းမာရေးကလည်းပူပြီးကောင်းမွန်လာခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။